မိုဟင်ငါကြိုက်တဲ့သူတွေပါတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်လိုက်ပါ။ဘာလို့လဲဆိုရင်နနမေမေစီကနေပြီးတော့တဝဲမိုဟင်ငါချက်နေကိုတင်သွားပြီးတော့အားလုံးပြပြပေးသားမှာမဟုတ်လို့ဖြစ်ပါတယ်။လောကမခက်ဘူးသမီး။အေးနေရာတိုင်းကလူတွေရတယ်အားလုံးလက်ချက်ပါနေ။ကပြောဦးများများငါးဘက်များများနဲ့အနှစ်လေးကြာနေတယ်ဒဝေမိုဟင်းကဟင်းရတော့ share ပဲရှင် မဟင်းကအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေကိုလည်းနနာပြင်ထားပြီးပြီဆိုတော့ချက်ပြဖို့အတွက်မမေကိုခေါ်လိုက်တော့မယ်နော်မမေမဟင်းကချက်ပြဖို့အတွက် ready ဖြစ်ပါပြီအားလုံးနဲ့မင်္ဂလာပါအားလုံးကိုတဝက်မွန်းခချင်းဒီရနာ မိတ်ဆက်ပေးရမယ်ဆိုတော့ဝတ်သားရှင်အားလုံးကိုတဲ့ဒဝဲမွန်းဟင်းကချက်နီလေးနဲ့မိတ်ဆက်ပေးရတော့မယ်ဆိုတော့တအားဝမ်းသာပါတယ်ရှင်တဲ့ဟမ်အဲ့တော့အခုကြည်နေတဲ့သူတွေက ဒဝဲသူတွေချက်တဲ့ဒဝဲမိုဟင်းကားစစ်စစ်ကိုတွေ့ရမှာဖြစ်ပါတယ်။မမေအဲဆိုရင်ဒဝဲမိုဟင်းကားရဲ့ထူးခြားချက်ကလေးကိုတစ်ချက်အရင်ပြောပြပေးလိုက်။ဒဝဲမိုဟင်းကားမှာကြတော့မပြောဥတိုင်းဆိုတာနဲ့အဓိကဖျက်ရမှာပေါ့နော်။အဲ့လိုမျိုးအဲ့တော့အကန်နဲ့ချက်တာမဟုတ်ဘူးသူက။အာအပီးသီးပြီးတဲ့အပင်မှမရတဲ့အဲ့ဒီငါပြောဥတိုင်းနဲ့ချက်ရမှာဖြစ်ပါတယ်။အဲ့လိုအဝိုင်းအဝိုင်းအဝိုင်းနေပါတာ။အော်အဝိုင်းလေးတွေဖျက်ရမှာပေါ့နော်။ဟုတ်ကဲ့ပါမေဟုတ်။အဲ့ဒီနဲ့ချက်ရမယ်။နောက်တစ်ချက်ကပါလဲဆိုတော့ ဒီလင်္ကော်ရွက်လို့ခေါ်တယ်ဒဝဲအခေါ်ဆိုရင်လင်္ကော်ရွက်ပေါ့နော်လန်ကော်ပါပဲနော်အေးလန်ကော်ပါအဲ့တော့အဲ့ဒီဟာလေးနဲ့လည်းထည့်လို့ရတယ်ဒါပေမဲ့အဲ့ဟာမရှိလို့ခက်ခက်ရှိတဲ့နေရာတွေမှာကြတော့မထည့်လို့ရပါဘူးတငင်ရွက်လို့လဲခေါ်ရနော်မေတငင်ရွက်လို့လဲအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာရောဒီအရွက်ကိုမြင်မှုကြလားမြင်မှုရဆိုရင်လေကိုယ့်ရဲ့ data မှာဒီအရွက်ကိုဘယ်လိုခေါ်လဲဆိုတာကိုလည်းမှတ်ပေးခဲ့လို့ရပါတယ်နော်မေအဲ့ဆိုရင်ငားကြတော့မေ ငါးပြတော့မေမေတို့ပင်လယ်ငါးပေါ့နော်ပင်လယ်ငါးငဒေါင်းချင်းလို့လည်းခေါ်တယ်အဲ့ဒါလေတကယ်လို့အဲ့ဒီပင်လယ်ငါးမရှိတဲ့အချိန်မှာမရှိတဲ့နေရာတွေကြာတော့ပေါ့နော်ငကွန်ရှက်လို့လိုမျိုးကိုနဲ့အဆင်ပြေရပြေရငါးလေးတွေတော့သုံးနိုင်ပါတယ်ဟုတ်ကဲ့မေဟုတ်ပြီးတော့နောက်တစ်ခုထည့်ရမှာကတော့ ကောင်းကင်းဆန်လေးပဲဖြစ်ပါဘူး။အော်ဟုတ်မိဒီမှာအဲအဲ့ကောင်းအဲ့ကောင်းကင်းဆန်လေးပြတော့မေမေတို့ကရေကျူစိန်ထားရတယ်။တစ်ခါရေလောက်ပေါ့နော်။ပွားအောင်ပေါ့နော်။ကောင်းကင်းဆန်ထည့်ရတာကတော့ခင်းရေချက်တဲ့ခါကျရင်ဟေးရဲ့အဲ့အရသာလေးပို့ကောင်းသွားတာပေါ့။ဩဟုတ်ကဲ့မေဟုတ်ဟုတ်ဟုတ်။ဟာအဲ့ဆိုမေမေအခုဒီမှာကြည့်နေတဲ့သူတွေလည်းချက်နီးတိချင်နေတော့ပြီ။အတမီကိုတင်ပေးရင်းနဲ့တခါတည်းပြပြပေးလိုက်နော်။ဟုတ်ပြီပြပြလိုက်မယ်။ โอเคမမေဒီမှာစချက်လို့ရပြီမမေချရတာတအားခက်လာရင်လောကမခက်ဘူးသမီးအေးနေရာတိုင်းကလူတွေရတယ်အားလုံးလက်ချက်စားနိုင်တယ်ဟာဟုတ်ကဲ့ဟုတ်အဲဆိုရင်သမီးတို့အခုဘာစားလုပ်မလဲကိုဦးဆုံးရေကိုစုအောင်တက်ရမယ်ပြီးရင်ရေဆွေလာပြီဆိုလို့ရှိရင်ငါ့ကိုထည့်ရမယ်ဟုတ်ပြီအဲသမီးထည့်လိုက်မယ်နော်မင်းအဆွေငါ့ကိုကြာတပီးတော့ဘလို့ကြိုပြင်ထားလိုက်တာလဲငါ့ကိုကြာတော့အရှင်းအောင်ဆေးပြီးတာနဲ့စားစမင်းတစ်ခါလေးနေလာလိုက်တယ် ဒါပေမဲ့ရင်နှွေးစုပြီဟုတ်ပြီအဲ့ဒါဆိုရင်ငါထည့်လိုက်မယ်ဟုတ်ပပလင်းလေးပါထည့်လိုက်ပါအာဟုတ်ကဲ့မိသားစုရင်အဖုံးလေးအုပ်ပြီးတော့ကြက်သွားအောင်ထိပြုတ်ထားလိုက်မယ်နော် နနာလေအခုလိုမျိုးပေါ့နော်အဲရိုးရဟင်းချက်နီးတွေပြီးတော့နနာမသိရဲ့ဟင်းချက်နီးတွေဆိုရင်မမေးစီကနေပြီးတော့အများအားဖြင့် lesson ကမ်းပြီးတော့တင်လာတာပေါ့နော်မမေကလည်းပဲသမီးရဲ့ပေါပွားစီကနေတစ်စပြန်တင်ခဲ့ရတာဩဟုတ်မေဟုတ်အဲ့တော့အဲ့လိုပြန်တင်ခဲ့ရတဲ့ဟင်းချက်နီးတွေထဲမှာဒဝဲမုံဟင်းကလည်းတစ်ခုပေါ့နော်မေပေါပွားစီကကြတော့လေမေကဘယ်လိုမျိုးတင်ဖြစ်ခဲ့ရလဲပေါပွားစီကကြတော့မမေကသမီးအကြည့်ဖြစ်တယ်လေသမီးအကြည့်ဖြစ်တော့ပေါပွားစီဝါရေးလုံနေရတယ်ရောင်းတာနဲ့ဝယ်တာနဲ့မအားဘူးလေအဲ့တော့ပေါပွားစီကတစ်စတင်ထားတဲ့ ထင်းချက်လေးတွေကိုမောင်နှမတွေအားလုံးမမြင်ရနေပြီတော့ပေါ်ပါစီကချက်တဲ့ဟာတွေမှတ်ပြီးတော့ အလုံးပြန်ချက်တွေ့ရတာ။အဲဆိုရင်ဒီနနာကံကောင်းနဲ့ပြောရမယ်။ဖွားဖွားရဲ့ဟင်းချက်နည်းတွေကိုလည်းမေမေရအနီတစ်ဆင့်ပြန်ပြီးတော့တင်ယူခွင့်ရရတယ်ပေါ့နော်။အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလည်းကိုယ့်ရဲ့ဖွားဖွားဒါမှမဟုတ်ဘူးဆိုရင်မေမေစီကနေပြီးတော့ lesson ကံပြီးသင်ထားတဲ့အစားစရာလေးရှိရဆိုရင်အဲ့ဒီစားစရာအကြောင်းကို comment ထဲမှာမျှဝေပေးသွားအောင်နော်။ပြီးတော့လေမေမေရနနာအပေါ်မှာဘယ်လောက်ထိလွှမ်းမိုးမှုရှိလဲဆိုရင်အဲ့လိုမျိုးဟင်းချက်နည်းတွေအပြင်ပေါ့နော်။သူ့တုံးနဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေကအစနနာအပေါ်မှာလွှမ်းမိုးမှုရှိတယ်။အခုနနာတော့အရွယ်ရောက်ပြီးတော့မိဖို့ ကြောင်တစ်ခုစီမံရတဲ့အခါမှာဆိုရင်လည်းပကံစေးဆက်ပြာစီလိုလာပြီဆိုရင်မိမိအရင်ကတုံးလာတဲ့အီလန်အမဲမေရဲ့ရုံရုံချီချီနဲ့ဆက်ပြီးတော့တုံးဖြစ်တာမျိုးပေါ့နော်အခုဆိုရင်ငါးပြုတ်လေးလည်းရလောက်ပြီတမင်းဟာဟုတ်ကဲ့ဟုတ်အစင်သက်အသားနှွင့်မယ်အယိုးတွေပါလေအားလုံးရှင်းနေပါဘူးဟာဟုတ်ကဲ့မေဟုတ်ဟုတ်ငါးသားနှွင့်တာလေးရပါပြီအားဆိုငါးစီတက်မယ်တမင်းဟုတ်ကဲ့မေဟုတ်စီထက်မယ်ပြီးရင်စနေမုတ်လေးနည်းနည်းထည့်မယ်။ရက်တော့အနီအဖြူရောထောင်းထားတဲ့ဟာလေးကိုထည့်မယ်။ အခုဆိုရင်စီတက်တဲ့ဟာလေးမွှေးလာပြီဟုတ်တယ်မေမွှေးနေပြီတော်တော်လေးမွှေးလာပြီဆိုတော့မမေကိုမြင်ငပိရေးပြောထားတာကိုပြပါအောင်ဟုတ်ပြီးရင်မမေတို့အစိမ့်မုတ်လေးထပ်ထက်မယ်ဟုတ်ကဲ့မေဟုတ်မမေအားဆိုရင်လေငားငင်းကြရပါတယ်ထထဲဖို့လို့သေးလားတမီးတို့မလို့တော့ ။အော်။မင်းတို့နှင်းငယ်ပြေဖို့ပဲအဓိကသုံးထားတယ်ဆိုတော့လေ။တကယ်လို့လိုအပ်လာခဲ့သည်ရှိတော့စားလေးကိုပဲနည်းနည်းဖြည့်စွက်လိုက်မယ်။အော်ဟုတ်ကဲ့မေဟုတ်။အခုဆိုရင်စီတတ်ထားတဲ့နှင်းငယ်ပြေအရည်လေးရဲ့အနက်လေးကလည်းမှွေးလာပြီ။အောက်ဆိုရင်မင်းတို့ငားလေးကိုစီတတ်လိုက်ပါ။အော်ဟုတ်ကဲ့မေဟုတ်။မင်းငါးသားလေးတင်လာပြီဆိုတော့တပည့်တို့မပြောဘူးထည့်ရအောင်ပါပေါ့ဟုတ်တယ် ငါပြောဟုကြတော့လေမမယဘယ်လိုလုပ်ထားလဲဆိုရင်အကွင်းအကွင်းလေးလှီးပြောပေါ့နော်စားရည်ထဲမှာစနွေးမုတ်ကလေးနည်းနည်းထည့်ပြီးတော့မှဒီငါပြောဥအကွင်းနေကိုသူကစိတ်နာတာပေါ့နော်အဲ့တော့စိတ်နာပြီးလို့ဒီမှာကြည်လှီးရင်းနဲ့ဒီလိုအမြင်တွေထွက်လာရယ်ဆိုနေနေတော့တခါရဲရှင်းပြရတယ်ပေါ့နော်အဆောင်အခုထည့်လို့ရပါပြီငါစီတတ်တဲ့အနှင့်ထဲမှာအခုငါပြောဥလေးတွေအားလုံးကိုနှက်ပြီးတော့သမဝအောင်ခလော်ပေးရမယ်နော် အခုဆိုလို့ရှိရင်မောင်ဟင်းကားရဲ့အနတ်အရသာလေးပြည့်စုံဖို့အတွက်မေမေကငပုတ်ချောက်ယိုးလေးကိုထည့်မယ်။ဟုတ်ဟုတ်။အားကြောင့်မို့လို့နေမယ်နော်မေ။ဒဝဲမောင်ဟင်းကားရဲ့ထူးခြားချက်ကလေ၊ तू ကငါအနတ်အရသာခမားများနဲ့အရသာလည်းလေးလေးပင်ပင်ဖြစ်တယ်နော်။အဲဒီငပုတ်ချောက်အယိုးကလည်းအလေးအငံ့တတ်လေ။အငံ့တတ်လေးနည်းနည်းပါတယ်ဆိုတော့ပုံတော့ကောင်းသွားတာပေါ့။ဟုတ်ကဲ့ပါဟုတ်ဟုတ်။အဲ့ဆိုရင်တမီးအခုဆိုရင်ငပုတ်ချောက်ယိုးလေးလည်းမှုေးလာပြီ။ဟုတ်။အဲ့ဆိုရင်ငါပြုတ်ရည်လေးထည့်လိုက်တော့။ဟုတ်ကဲ့ဟုတ်ကဲ့။ ို့တော်လို့ရှိရင်ရေစိမ်းထားတဲ့ကောင်းကင်းဆံလေးကိုထက်လိုက်။ဒီအစစ်မှာအချိုရပါတဲ့ဒဏိတကြာအပြော့ကလေးကိုထက်ပေးမယ်။မင်းအကယ်လို့ဒဏိတကြာမရှိရင်ရောဘာထည့်လို့ရလဲ။ရိုးရိုးတကြာလည်းထည့်လို့ရတယ်။အော်ဟုတ်ကဲ့ဟုတ်ဟုတ်။ရပါဖြစ်ဆွဲဖို့အတွက်စားပေး။အော်ဟုတ်မေဟုတ်။ဒီနေ့ကတော့နာနာနဲ့တက်တာပါတယ်ကိုတိုင်အဆအဆုံမချက်ရအောင်မေမေချက်တာကိုအင်းစားဖြူပေးရုံပဲ မမေအားဆိုရင်လေးစီတက်ပြီးတော့လုံချက်တဲ့အဆင်ကပြီးသွားပြီပေါ့နော်ဟုတ်ကဲ့ပြောအိုဝဝိုင်းလေးတွေပုံနူးအောင်အိုးပြောင်းပြီးတော့မမေတို့ရေလေးနည်းနည်းထပ်ထက်လိုက်ဟုတ်ဟုတ်နော်အဲ့ဆိုတဲလိုက်မယ်နော်ပြီးရင်ဟုတ် ကံမင်းဒါဆိုတမင်းရေထည့်လိုက်တော့မယ်နော်ရေအများကြီးမထည့်နဲ့နော်တမင်းအော်ဟုတ်ညုံညုံလေးပဲထည့်အော်ဟုတ်ဟုတ်ဒီမောင်ဟင်းကအရေများများနဲ့စားရတဲ့ဟာမဟုတ်ဘူးလေအရေခပ်ပြစ်ပြစ်ကလေးနဲ့အနေတော်လေးဟုတ်ဟုတ်စားရတဲ့မောင်ဟင်းကဖြစ်ဟုတ်အဲ့ဆိုတမင်းနှစ်ပြောဦးတွေညုံညုံလောက်ပဲထည့်လိုက်မယ်နော်ထည့်လိုက်ဟုတ်ဟုတ်မေဒီမှာဟင်းရေလေးကတော့ဆူလာပြီဘာထည့်အောင်ပါလဲအခုဆိုရင်တင်ငွေရွက်လေးထည့်လိုက်မယ်အော်ဟုတ်ကဲ့ဟုတ်လန်ကောဝလန်ကောဝထည့်လိုက်မယ်နော် မင်းကျွတ်တော့နေဦးလေးပါထည့်လိုက်တော့မယ်နော်ထည့်လိုက်တော့တယ်မအခုဆိုရင်နှစ်ခုစလုံးနူးအောင်အဖုံးလေးဖုံးပြီးတော့ချက်ပြီးတော့တည်ထားလိုက်ရအောင်နော်ဟုတ်ကဲ့ပါအစလေဒဝဲမုံရင်းကချက်တာတော့တော်တော်ခတ်မယ်ထင်တာဒီလားအခုမမေပြောပြလိုက်မှလीထင်တယ်လို့မခတ်ပဲနဲ့လောရကလည်းတကယ်ကိုရိုးရိုးရှင်းရှင်းမယ်နော်မေ ပြီးတော့လေမမေးရဲ့ထူကြချက်ကလေငငယ်တည်းရပေါ့နော်နနာတို့ဟင်းချက်နီးတင်ပေးရဆိုရင်လေအာစိတ်ရှည်လက်ရှည်နေပေါ့နော်တစင်ချင်းစီလေးတင်ပေးတယ်အဲ့ဒါမှနနာတို့ကတေချာလိုက်မှတ်ပြီးတော့လောက်ကြရပေါ့နော်အဲ့တော့မမေးမေးချင်တာကလေသမီးကအခုလိုမျိုးကိုတီးတဲ့ဟင်းချက်နီးလေးတွေကိုအာဒီတခြားသူတွေပါတီးသွားအောင်လို့ပေါ့နော်အဲ sharing လုပ်ဖို့အတွက် Nanda's Kitchen ကိုစလုပ်တဲ့အချိန်မှာပေါ့နော်အာမမေးသမီးလုံနိုင်မယ်လို့မမေးထင်လား မမေကတော့ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်ငငယ်တည်းကမမေကနေတော့သမီးလေးကိုပူမယ်ဆိုတော့ခေါ်လိုက်လို့ရှိရင်သမီးကအပေါ်ရန်တဲ့လောက်တာမဟုတ်ဘူးอืมစိတ်ပါလက်ပါနဲ့မမေထိုက်တဲ့အတိုင်းကိုလောက်တဲ့အချက်ကလေးကပါနေတယ်အော်အဲအဲ့တော့မမေကတတိတမိတယ်ပေါ့နော်ဟုတ်ဟုတ်သမီးကတော့သူ့ရဲ့ဝါသနာအရင်ကန်လေးလဲ ရှိတဲ့ပုံလေးပေါ့နော်မမေခိုင်းတာလည်းသိချာလုပ်တယ်ဆိုပြီးတော့ယုံကြည်ထားတဲ့အတွက်ကြောင့်ထဲပြုံးနဲ့ပတ်သက်ပြီးတော့သမီးအနေနဲ့မျှဝေပေးနိုင်လိမ့်မယ်ဆိုတော့မမေယုံကြည်တာอืมအာနနာလေးနနာစကစ်ချင်းဆက်လုပ်တဲ့အခါမှာအခက်အခဲတွေလည်းရှိခဲ့ရပေါ့နော်ဥပမာတချို့ဟင်းချက်နီးတွေအထူးသဖြင့်ဒီဒဝေရိုးရအစားဆိုင်နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်အာနနာသိချာမသိဘူးအဲ့လိုသိချာမသိတဲ့ဟာမျိုးတွေဆိုရင်မမေကနေပြီးတော့နနာကိုတေးတေးချာချာကိုတဆင်ကျစီပြန်ပြီးတော့ အာတင်ပေးရတယ်တင်ပေးပြီးနနာတေချာတိသွားတော့မှအာဒီလိုမျိုးတခြားသူတွေကိုပြန်ပြီးတော့မျှဝေခဲ့ရတာပေါ့နော်ဒါကြောင့်ဟိုနနာစကစ်ချင်းဆိုတာဖြစ်လာတာအခုချိန်ထိရှိနေတာတွေကလည်းဟိုမမေကြောင့်ရောပြီးတော့မမေကိုတဆင့်ထပ်ပြီးတော့ဟင်းချက်နေတင်ပေးခဲ့တဲ့ဖွားဖွားကြောင့်ရောလို့ပြောရင်လည်းမမှားအောင်ပေါ့နော်အမေဟင်းရေကိုလေးချက်ထားတော့မမေတို့စားပွဲအတွက်ပြင်စရာလေးတွေပြင်သားရအောင်ဟုတ်ကဲ့ပါမေဟုတ်အခုဆိုသမီးရေမောင်ငင်ကဟင်းရေလေးရရပြီ မွေးနာပဲเนาะမေအာဒီမှာပါကြည့်ပါဦးဟာမေငါပြောဦးများများငါးဘက်များများနဲ့အနှစ်လေးကြာနေတယ်ဒဝေမိုဟင်းကဟင်းရတော့ share ပဲရှင်မေဒါဆိုရင်ပွဲပြင်လိုက်ကြအောင်နော်ကြာပြီးပါပြီဟုတ်ကဲ့ပါမေဟဲ့မေစီစဉ်သွားလားဟဲ့ခိုင်းနေတဲ့စဉ်သွားတာပြီဟုတ်ရရရတင်းပြီးရှော့ပြီးမယ်အေးဟုတ်ကဲ့ တွေ့စားဖို့အတွက်ကတော့ကျက်သွန်အနီကျော်ကျက်သွန်ဖြူကျော်နဲ့မြုပ်သီးအကြက်မှုတ်ကလေးတွေပါပြီးတော့အရောင်လေးပုတ်လာဖို့အတွက်စီကျက်အနီလေးလည်းထည့်လို့ရတယ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ဒဝဲမှာကြတော့ပဲကြော်နဲ့မစားပဲတင်ဒီလိုမျိုးစားကလေးခွေကျော်လေးနဲ့စားလိရှိပါတယ်နောက်ထပ်ထူကြတာကတော့ဒဝဲမုံဟင်းခေါက်လေးဒီမှာဒီလိုစီတမင်းလေးနဲ့လည်းတွဲပြီးတော့စားလိရှိပါတယ်ရှင်အဲ့တော့အခုကြည့်နေတဲ့သူတွေထဲမှာ ကိုဒေတာက မုံဟင်းကဘလို့ပုံစံမျိုးလေးနဲ့ဘလို့အရာတွေနဲ့တွဲစားလေးရှိလဲဆိုတာကိုဗဟုသုတရအောင်လို့ comment ထဲမှာရေးပြခဲ့ကြအောင်နော်ဟုတ်ကဲ့အခုဆိုရင်တော့ဒဝဲမဟွေးငါးလေးအားချက်လို့ပြီးသွားပါပြီရှင်။ ချွန်နီလေးတွေကတော့တယောက်နဲ့တယောက်တော့ကွဲနိုင်တာပေါ့နော်ဒါကတော့သမီးတို့ငငယ်ကလေးကမိမိချက်တွေ့ခဲ့တယ်ချွန်နီလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမိမိသမီးတို့ရောအချက်လိုက်တွေရော ချွန်နီလေးပြ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 ီးရတဲ့ကျေးဇူးတင်ပါတယ်အဲ့တော့မိမိလည်းပြင်ပန်းသွားပြီအဲ့တော့မိမိရေမိုးချိုးပြီးတော့အနားသွားယူလိုက်တော့အာသမီးဆေးစရာရှိတဲ့အိုးခွက်ပကံနေနဲ့เนาะအခုမိမိစီစွန်းသွားတဲ့အင်ဂျီလေးကိုလည်းသမီးတစ်ခါလေးရှော့ပေးမယ်အေးပါအေးပါသမီးအဲအားလုံးပဲဒီတဝဲမောင်ဟင်းကားလေးချက်ပါရတာအားလုံးအဆင်ပြေနိုင်ကြပါစေ လန်ပကံစီဆက်ပြရရတော့လေမမေတို့ခစ်ထဲကလက်ဆွဲဖြစ်တာလည်းမပြောနဲ့ဒီမှာတစက်ကလေးထည့်လိုက်တာနဲ့အမြုပ်တွေလည်းအများကြီးထွက်တယ်ပကံအချက်ကြီးတော်တော်များများလည်းဆေးလို့ရတယ်ပေါ့နော်သူ့မှာပါတဲ့တံမြအနံ့လေးကြောင့်လေနေတော့ခုနထည့်ထားဒီမှာကြည့်ငပိပကံတွေငချောက်ပကံတွေကအစပေါ့နော်လုံးဝအနံ့အသက်တွေကင်းသွားပြီးတော့တံမြနဲ့တင်းတင်းလေးကျန်ခဲ့တယ် တို့ကြော်လို့ကတော့ပြီးပါပြီအဝတ်လေးသွားလျှော်လိုက်အောင်မယ်နော်မမေအင်ကြီးရဲ့စီဆွန်းသွားတဲ့နေရာလေးကိုဆက်ပြမော်လေးနဲ့နဲ့အရင်ထည့်ပြီးတော့လက်နဲ့ပုတ်လျှော်ပေးပါမယ်အီလန်ဆက်ပြမော်ကလေး stain release formula နဲ့ထုတ်ထားတော့သူကဒီလိုမျိုးချွတ်ရခတ်တဲ့အစွန်းနေရာအစားပေါ့နော်နည်းနည်းလေးထည့်ပြီးပုတ်လိုက်တာနဲ့တခါရဲပြောင်းလာလွယ် ဒီ ਈ နဲ့ဆက်ပြမုတ်ခင်းရောင်လေးရလေပြင်သစ်ရေမွေးနဲ့လေးပွေးပြီးတော့အဝတ်တရားလေးရှော်ပြီးတဲ့အခါမှာရက်တော်တော်ကြာကြာအထိရေမွေးလေးဆွတ်ထားသလိုဖြစ်နေရမှုနနာတော်တော်သဘောကျတယ်ဟုတ်ကဲ့နနာရဲ့တနေ့တာတာဝန်နေတော့ပြီးသွားပါပြီဒီဗီဒီယိုလေးကနေတစ်နှစ်ဒဝဲမုံဟင်းကားလုံးမျိုးလေအားလုံးသိသွားကြလိမ့်မည်လို့ထင်ပါတယ်ရှင်မသိသေးတဲ့သူလည်းသိသွားအောင်လို့ဒီဗီဒီယိုလေးကို like and share လုပ်လိုက်ပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်